လာရွေးကောက်ပွဲရယ်နောက်တစ်ဖက်မှာဖွံ့ဖြိုးတိုးတက်ရေးပေါ့နော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့နိုင်ငံတော်ဆက်ဆံရေးပေါ့ဒါတွေကိုလည်းဒါတွေကိုလည်းစနစ်ကြသွားနေတယ်ဗျာစနစ်ကြသွားနေတယ်အခုလည်းနေလာပါ sharing မြန်မာစနစ်မှာကြာဆိုပါအချိန်နဲ့အချိန်ခါအရနောက်ပြီးကျွန်တော်တို့မီဒီယာတွေရဲ့ဟိုပြောရတာကျွန်တော်တို့ဒါပွင့်လင်းပြောမှာမီဒီယာတွေရဲ့အားနည်းချက်ပေါ့နော်မီဒီယာတွေရဲ့အားနည်းချက်ရဲ့ဒီတချို့ ဒီစီဝေးတွေပါကျင်းပတဲ့လူတွေနိုင်ငံတော်နဲ့ပတ်သက်တဲ့စီဝေးတွေပါကျင်းပတဲ့လူတွေအနေနဲ့မီဒီယာကိုအသုံးပြုနိုင်မှုအားနည်းချက်တွေရဲ့အကြောင်းလားနိုင်ငံတော်အစိုးရရဲ့လှုပ်ဆောင်ချက်တွေကိုပြည်သူတွေသိရှိမှုနည်းပေမဲ့အစိုးရကတော့တကယ်ရှေ့သွားနေတာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကဘာလဲဆိုတော့အဲ့လိုပဲဒီအစိုးရအနေနဲ့ဟလာဒီကျွန်တော်တို့ငင်းငယ်ရေးဆိုလဲငင်းငယ်ရေးနဲ့ပတ်သက်တဲ့ sector မှာပေါ့နော်ဖွံ့ဖြိုးတိုးတက်ရေးဆိုလဲဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်တဲ့ sector တွေပေါ့နိုင်ငံတကာဆက်ဆံရေးဆိုလဲ နိုင်ငံကဆက်ဆံရေးနဲ့ပတ်သက်တဲ့အခမ်းအကဏ္ဍတွေမှာပေါ့နော်သူတို့အုပ်စုအစုအဖွဲ့လိုက်ပေါ့နော်အစုအဖွဲ့လိုက်ရှေ့ကိုတောင်းနေတာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကအဓိကကတော့ကျွန်တော်တို့ဒီနေ့တာဒီနေ့ရောမနေ့ရောပေါ့နော်ကျွန်တော်တို့နှစ်ကြိမ်နှစ်ရက်နှစ်ရက်ရှိပြီတက်တာဒါမနေ့ဖြစ်ရသူဒါပိတ်ပွဲပေါ့နော်ဖြစ်ပိတ်ပွဲပေါ့နော်ပိတ်ပွဲလဲကျွန်တော်တို့တောင်းမယ်ဆိုအဓိကကကျွန်တော်တို့ကဘာလို့တွေ့ရလဲဆိုတော့ကျွန်တော်တို့ဒီဟိုနေပေါ့နော်ဒီလိုဆွေးနွေးပွဲတွေမှာဒီလိုဆွေးနွေးပွဲတွေမှာ ဟိုပါတင်ပါတိုက်တဲ့လူတွေပို့ပြီးတော့ပါတဲ့နေလို့ကျွန်တော်တို့ကဒီလိုသုံးသက်တယ်ဒီလိုသုံးသက်တယ်ဘာကြောင့်လဲဆိုတော့နောက်တစ်ခုကဟိုဒီလိုပါတဲ့ပါတိုက်လူတဲ့သူတွေပါမတာဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုဘယ်လိုခေါ်မလဲအတန်များများရမယ်မှန်ကန်တဲ့အတန်ပေါ့နော်ငငယ်ကြီးအတွက်ပဲဖြစ်ဖြစ်ပြန်လဲရင်ကြားစီအတွက်ပဲဖြစ်ဖြစ်မှန်ကန်တဲ့အတန်တွေများများရမယ်လို့ကျွန်တော်ဒီလိုသုံးသက်တယ် နောက်တစ်ခုကတော့မီဒီယာအားကတော့နည်းတယ်မီဒီယာနည်းတဲ့ဆွေးနေရမှာမှန်တယ်သူတို့ရဲ့မီဒီယာပေါ်လက်ရှိမြန်မာနိုင်ငံမှာရှိတဲ့မီဒီယာတွေပေါ်ဒါသူတို့တချို့လူကြီးတွေရဲ့ရှုမြင်ပုံကအဲတိတ်ပြီးတော့ဘယ်လိုခေါ်မလဲဟိုအလေးအလေးသိမ့်မထားဘူးပေါ့နော်သူတို့အဓိကအဖြစ်တချို့ကနိုင်ငံခြားမီဒီယာတွေမှာမီဒီယာလို့ထင်နေအော်ဘလူးခေါ်မလဲပုံကိုရှိတယ်နိုင်ငံခြားမီဒီယာတွေမှာမီဒီယာလို့ထင်နေပုံကိုရှိတယ်ဒါလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော် တွေ့ရတယ်ပေါ့အဲ့တော့မှန်တယ်တချို့ကိစ္စတွေမှာလည်းမြန်မာနိုင်ငံမှာရှိတဲ့ပြည်တွင်းမီဒီယာတွေအနေနဲ့ပေါ့နော် ပြည်တွင်းမီဒီယာတွေအနေနဲ့ကိုယ့်ရဲ့ဟလာလုပ်ရက်တွေဟိုဟို professional ကြကြလုံနိုင်အောင် professional ကြကြလုတ်တက်အောင်ဟိုဘယ်လိုခေါ်မလဲလေ့လာသင်ယူမှုပေါ့နော်ဟိုစူးစမ်းအားထုတ်မှုအားနည်းတာလည်းကျွန်တော်တို့တွေ့ရတယ်အားနည်းတယ်ပေါ့နော်အားနည်းတွေ့ရတာအဲ့ခန်းထဲမှာတွေ့ရတော့ပြောတော့မို့နော်မြန်မာပြည်ကိုသွားလာတဲ့အခါမှာမြန်မာပြည်မှာကျွန်တော်တို့ရှောက်ပြီးတည်င်းရယူရတဲ့အခါမှာ တချို့မီဒီယာတွေကြတော့လေမှန်တယ်သူတို့ရှိမှဟိုဘယ်လိုခေါ်မလဲအဲငွေကြေးဟလာအားနေတာအတွက်လေသူတို့အနေနဲ့သူတို့ရဲ့ဒီခုနေပေါ့နော်ဒီသတင်းရယူမှုတွေသတင်းထုတ်လွှင့်မှုတွေကိုသတင်းထုတ်မှုတွေနောက်သတင်းသတင်းရယူမှုတွေသတင်းထုတ်လွှင့်မှုတွေ ਨੇ ဒီသတင်းရရှိဖို့အဆက်အဆက်အသွယ်တွေအားနေလို့လေအဲဖြစ်ကောင်းဖြစ်နိုင်တာပေါ့နော်ဖြစ်ကောင်းဖြစ်နိုင်အဲ့တော့ဒါပေမဲ့ကျွန်တော်တို့ကပြောချင်တာကဘာလဲဆိုတော့လက်ရှိမီဒီယာ trend ကတော့ပြောင်းနေပြီဒါကို မီဒီစက်တာမှာရှိနေတဲ့လူကြီးမဆိုဘောနော်တည်တည်နေကျွန်တော်တို့ကလက်ရှိစက်တာမှာကဟိုအုံနဲ့ကျင်းနဲ့သွားတဲ့မီဒီယာခင်မဟုတ်တော့မီဒီယာရှော့ကတ်တွေဖြစ်လာတာဗောနကျွန်တော်ပြောချင်တာကျွန်တော်တွေ့ရမီဒီယာရှော့ကတ်တွေတွေ့လာတယ်ဥမာပြင်ထားပါတော့ကျွန်တော်သတင်းဌာနဆိုလို့ရှိရင်လည်းဒါပြောရရင်မြန်မာတွေနားလည်အောင်ပြောရရင်ဘုံပြက်ပေါ့ဗျာခပြက်သတင်းဌာနပေါ့အကြီးလားဆိုတော့လည်းမဟုတ်တည်တည်လေးလားဆိုတော့လည်းမဟုတ် လုံနိုင်လားဆိုတော့လည်းလုံးနိုင်တယ်မလုံးနိုင်ဘူးလားဆိုတော့လေမလုံးနိုင်ဘူးလို့မြင်လို့ရဒါပေမဲ့သူတို့အမြင်တွေပုံပေါ်ပေါ့နော်အဲ့တော့ ဒီလိုမျိုးပေါ့ကျွန်တော်တို့လို့ဒါပြောရရင်ဘန်းစကားနဲ့ပြောရင်ဟိုမြောက်ဒီမြောက်မီဒီယာမျိုးတွေဒါတွေကဒီကနေ့ခေတ်ကဘာမှာအရန်ဘယ်လိုခေါ်မလဲခေတ်စားလာတယ်ဒါပေမဲ့အဲ့လိုဟိုဘယ်လိုခေါ်မလဲဘုံပြတ်မီဒီယာလေးတွေပေါ့နော်ခပြတ်မီဒီယာလေးတွေခေတ်စားလာတယ်လို့ပြောပေမဲ့တချို့ကလည်းဟိုပြောရဒီခပြတ်မီဒီယာနေပြီးတော့ဟိုပို့ပြီးတော့ဘယ်လိုခေါ်မလဲ upgrade ပေါ့နော်ကိုကိုကိုရဲ့ အသိဉာဏ်အသိရှိမှု media knowledge နောက်ပြီးဒီဘက်မှာ general knowledge ပေါ့နော်စသည်အဖြစ်ပေါ့ဒါတွေကိုဟိုတိုးတက်အောင်မလုပ်တာလဲကျွန်တော်တို့တွေ့ရတယ်။ဟောဒါလည်းနဲ့ဟာလာရှိသမျှရှိတဲ့ budget လေး ਨੇ ဒါတွေကိုပိုတိုးတက်အောင်လုပ်လာတာလဲကျွန်တော်တို့တွေ့ရတယ်။တွေ့ရတချို့ရဆိုတော့တွေ့ရတယ်ပေါ့နော်။အဲ့တော့ဘာလဲဆိုတော့အဓိကကျွန်တော်တို့ကကျွန်တော်တို့ဒါဒါပြောရမြန်မာပြည်မှာတော်တော်များများပွဲလမ်းသဘင်တွေကျွန်တော်တို့သွားပါတယ်။သွားဆိုတော့အဓိကအဖြစ်နိုင်ငံတော်နဲ့ပတ်သက်တဲ့ပွဲလမ်းသဘင်တွေကိုသွားတယ်။သွားတဲ့အခါကျရင်ကျွန်တော်တို့က ီမီဒီယာနဲ့ပတ်သက်တာတွေကိုလည်းလေ့လာတယ်လို့မီဒီယာအဓိကအဖြစ်မြန်မာမြန်မာဘယ်လိုခေါ်မလဲနယ်ပယ်ထဲမှာ ရှိတဲ့မြန်မာမီဒီယာတွေပေါ့ဗျာဒါတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့လေ့လာတာရှိတယ်လို့နောက်တစ်ခုကဒီနိုင်ငံတော်မှာ ရှိတဲ့အထက်လွှာပေါ့နော်ကျွန်တော်ပြောရရင်တော့ဟို state level ပေါ့နော် state level ပုံကိုယ်တွေအနေနဲ့မီဒီယာကိုဘယ်လိုစိတ်ဝင်စားတာလဲဆိုတာကိုလည်းကျွန်တော်တို့လေ့လာတယ်ပေါ့နော်လေ့လာတယ်ဆိုတော့ဒါမျိုးတွေအဲ့တော့ မီဒီယာဘက်ကလည်းဟိုပြောရရင်ကိုယ်နိုင်ငံအတွက်အသုံးချမှုနည်းနည်းအားနည်းနေတယ်လို့တစ်ဖက်မှာရှိရတချို့ state level မှာရှိတဲ့လူကြီးတချို့ကလည်းဟိုတချို့မီဒီယာတွေကိုပေါ့နော်ဒီဒီဒီပွဲတွေကိုကျွန်တော်ပြောတာမဟုတ်ဘူးတချို့ပွဲတွေမှာပဲပေါ့နော်မီဒီယာတွေကိုယ်နိုင်ငံကမှာရှိတဲ့မီဒီယာတွေကိုဟို အသုံးနာအသုံးပြုရတယ် ါပေမဲ့သူတို့မျှော်နေတာတခြားမီဒီယာတွေပိုမျှော်တယ်ဆိုတာကိုကျွန်တော်တို့ဒီလိုမျိုးသတိထားမိတယ်ပေါ့နော်တခြားမီဒီယာဆိုနိုင်ငံတကာမီဒီယာတွေပိုမျှော်တယ်ဆိုတာကျွန်တော်တို့သတိထားမိတယ်အဲ့တော့ဟိုဒါကကျွန်တော်တို့မြင်တာကိုပြောတာပါဒါအတွက်ကိုဘယ်လိုပြုပြင်ရမလဲဘာညာဆိုတော့ကျွန်တော်တို့ဒါကတော့အချက်မပေးလို့ပါဘူးဒါကတော့ဟိုနေ့မနော်အဲဒါတော့ကိုပေါ့လေ့လာရလိမ့်မယ်လို့ကျွန်တော်ပြောခြင်းတယ်လက်ရှိအနေထားမှာတော့ဥမာပြင်ထားပါတော့ဟလားကျွန်တော်တို့အမေရိကန်မှာဆိုရင် BBC အဲ့လိုမျိုး RFV VOE တို့ကို trend တို့ဖွဲ့ဖြစ်အလုံးဝ terminate လုပ်လိုက်တာပေါ့နော် ော freeze လုပ်လိုက်တယ်ဆိုတော့သူတို့ကတော့ဒီ RFA တို့ VOE တို့ကဝန်ထမ်းတွေကတော့သူတို့ပြန်ခေါ်လိုက်အောင်မယ်လို့ထင်တယ်ကျွန်တော်တပြောရရင်တော့မခေါ်တော့ဘူးမခေါ်တော့တာဘာကြောင့်လဲဆိုတော့ trend ကဒီဘက်မှာသတင်းစာရှင်းလင်းပွဲလုပ်ရင်တော့သူကအခုကျွန်တော်တို့မြန်မာပြည်မှာမြန်မာပြည်မှာမှာရှိတဲ့ media တွေလို့ပေါ့နော် commentator တွေကိုအဓိကခေါ်တယ် commentator တွေလည်းခေါ်တယ်တကယ့်ကိုဟလာ media ဂျိုင်းကြီးတွေကိုလည်းခေါ်တယ်အဲ့တော့ပြောရရင် trend က trend နဲ့ဒီဟိုနင်းက elon musk က ီဒီယာလောကအကြောင်းကိုကောင်းကောင်းသိထားပြီးပါပြီအဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ကမီဒီယာမှာအုံနဲ့ဂျင်းနဲ့အမ RFA လိုမျိုး VOE လိုမျိုးတကယ်ယုံကြည်ခနာကြီးအကြီးကြီးနဲ့လောက်တာလေသတင်းထုတ်လို့ရင် diff footage တွေပဲတတ်တာဒီလိုမှမဟုတ်ပဲတယောက်နှစ်ယောက်ထဲနဲ့တကယ် professional ကြကြလုံနိုင်တဲ့လူတွေရဲ့ media ကလည်း diff footage ပဲတတ်တတ်တာပဲအဲ့မှာဘာကွာွားလဲဆိုတော့ budget ကွာွားတာ budget ကွာအဲ့တော့ထွန်းတော့ဒါကိုတွက်လိုက်ပြီတွက်လိုက်တဲ့အတွက် Trump တို့အနေနဲ့ကတော့ဒီကိစ္စကိုဒါကျွန်တော်တို့တွေ့ကြည့်ရတာဒါ Trump ကဒါလေးကိုပေါ့ပေါ့လေးလှုပ်တာမဟုတ်ဘူး။သူကမီဒီယာကိုနားလည်လုံအားကြီးလို့လှုပ်တာ။နော်နားလည်လုံအားကြီးလို့လှုပ်တာ။မီဒီယာကတခုတည်းမှာပြုံပြီးသုံးမဲ့အစားအဲသူတို့သူတို့စဉ်းစားစီစဉ်းစားကျင်တာပေါ့နော်စဉ်းစားအဲ့လိုစဉ်းစားနေစဉ်းစားလိုက်ပြီ။တနေ့ရက်တည်းမှာပြုံပြီးသုံးမဲ့လားဥပမာပြမီဒီယာအတွက်ကိုအမေရိကန်အနေနဲ့ဒေါ်လာတစ်သန်းသုံးမယ်။အဲ့ဒေါ်လာတန်းအောင် RFV ကြီးပဲ RFV 9သိန်းနဲ့ VDV 9သိန်းဆိုပြီးမပေးတော့ဘင်းနဲ့ လာမီဒီယာမင်းတို့မီဒီယာအသေးလေးတွေရောတလောက်ဒေါ်လာ1000ဆိုပြီးတော့မီဒီယာအခု100လောက်မွေးပလိုက်မှာပေါ့သူကသူက trend ကဒါမျိုးတွေးတာအဲ့တော့ဒီဘက်မှာ RFA တို့ဘာလို့သူတို့ကတော့ပြန်လာအောင်မယ်လို့ထင်တယ်မလာတော့ဘူးမီဒီယာ trend တွေအကုန်ပြောင်းသွားတယ်အဓိကအဖြစ်ပါလဲဆိုတော့ကျွန်တော်တို့ဒီကပစ္စည်းကိရိယာတွေကအားလုံးကခင့်မိလာတယ်အဲ့လိုပဲလူတွေတော်တော်များများကလည်းဒီမီဒီယာနဲ့ပတ်သက်ပြီးတော့ဟိုဘယ်လိုခေါ်မလဲတော်တော်နားလဲလာတယ်နားလဲလာတဲ့အခါကျတော့ပြောရခုနပြောရဲ CJ ပေါ့နော် CJ Citizen Journalist တွေကလည်းပိုများလာတယ်အဲ့တော့သတင်းတွေကဟိုသတင်းဌာနကြီးကထုတ်လွှင့်မရမဟုတ်ဘူးအဲ့မှာဘာကွာွားဆိုတခုကပါလေသတင်းဌာနကြီးဖြစ်တဲ့အတွက်သူကတော့ reliable ဖြစ်တယ်သတင်းမှန်တယ်လို့ယူဆလို့ရတယ်အဲ့လိုပဲသူ့ကိုကပြန်ပြီးတော့ဘယ်လိုခေါ်မလဲဟို check back ပေါ့နော်ပြန်ပြီးတော့ review ပြန်လုပ်လို့ရတယ်အဲ့ဒါမျိုးပေါ့ဆိုတော့ဒီဒီသတင်းဒီဒီတေးသေးလေးတွေသတင်းဌာနတေးသေးလေးတွေကြတော့ ကျွန်တော်တို့ကဒီ reliable ပေါ့ဒီဘယ်လိုခေါ်မလဲယုံကြည်စိတ်ချမှုအားနည်းတယ်အဲဒါမျိုးပေါ့သူ့ကိုပြန်ပြီးတော့ဘယ်လို check ပြန်လုံး check back ပြန်လုံးမလဲဒါကတော့နည်းနည်း challenge ရှိတာပေါ့အဲသို့ပေမဲ့ဒီသတင်းဌာနတည်တည်လေးတွေဆိုပေမဲ့လေဟာလာတကယ်ကို သတင်းတနေ့တနေ့အများကြီးထုတ်เสียမလို့ပြည်သူလူထုလိုအပ်မဲ့သတင်းကိုမှန်မှန်ကန်ကန်နဲ့တကယ်ထုတ်လွှင့်နေတဲ့တကယ်ယုံကြည်စိတ်ချရတဲ့သတင်းဌာနတွေလည်းဒါအမေရိကန်မှာအများကြီးရှိတယ် ဆိုတော့အဲ့တော့ထရန့်တို့ကဒီလိုတွေးတာကိုဒီလိုတွေးတာကိုကျွန်တော်တို့ကလည်းကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ပြောရလို့ရှိရင်တချို့မီဒီယာကိုစိတ်ပါဝင်စားပါဆိုရဲဝင်စားပါတယ်ဆိုရဲလူကြီးတွေကိုကျွန်တော်အဲ့လိုတွေးစီချင်တာအဲ့လိုတွေးစီချင်တော့အဓိကအဖြစ်အကြီးကြီးတနေရာတဲ့ကျွန်တော်တို့ကယင်းနှိမ့်နှံလိုက်မှာမဟုတ်အဲ့တော့တိတိလေးအနေနဲ့ဘယ်လိုနေရာမျိုးလို့ကိုဘာလို့ဘယ်လိုအရေးချင်းမျိုးလို့ကျင်တာလဲဟုတ်ပြီဗျာကျွန်တော်တို့ကတော့ဗျာဟောလာတလောက်မီဒီယာအသေးလေးတွေတလောက်သိန်းတရာပေးမယ်ဗျာကျွန်တော်တို့ကမီဒီယာအကြီးကြီးတစ်ခုတည်းကိုတလောက်သိန်းတစ်ထောင်ပေးရတာတည်းဆိုင် မီဒီယာသေးသေးလေးတွေကိုဒလသိန်း100ပေးမယ်100ခုမွေးမယ်ဒါပေမဲ့ကျွန်တော်တို့လိုချင်တာတစ်ကနိုင်ငံတကာကိုပေါက်ရမယ်နှစ်ကမှန်ကန်တဲ့သတင်းတွေဖြစ်ရမယ်သုံးကဟုတ်လားဒီပြောရရင်ဟို new source တွေကိုဓာတ်ရိုက်ယူနိုင်ရမယ်အဲဒါမျိုးတွေပေါ့နော်ဆိုတော့အများများကြည့်ရနည်းနည်းကြည့်ရဆိုတော့ဒါကကျွန်တော်တို့ပြောရရင်တော့ဒါ subscriber နဲ့မဆိုင်ဘူးတော့တချို့ကတော့လည်းအဲ့လို subscriber များတဲ့နောက်ကိုလိုက်နေတဲ့တာတန်တွေလည်းရှိတယ်ဆို subscriber များတယ်ဆိုတာကဒါကဒုတိယနေရာမှာပဲရှိတယ် တကယ်ကဘာလဲဆိုတော့ကျွန်တော်တို့ဟို content creation ပေါ့ content creation ကောင်းရင်ကောင်းတယ်လို့ကြည့်ရလူကများပါပဲ content creation မကောင်းရင်ခင်ဗျားဒီခုနေ့ကဟလာထားပါတော့ဒီ subscriber တန်းတစ်ထောင်ပဲရှိရှိဘလူးမစိတ်ဝင်စားမှာမဟုတ်အဲ့တော့ content creation ဘိုင်းကိုများများလေးဟလာဟိုလမ်းကြောင်းချပေးလိုက်ရင်ဒါကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ပြောရမှာဗျာ media လောကဖွင့်ပြိုးတယ်လို့မပြောချင်ဘာလို့ media လောကကြီးကသူကပြောရလို့ရှိရင် hardware software အချိုးညီညီနဲ့အသုံးပြုတိုင်းသူ့အောက်သူဖွင့်ပြိုးနေမှာပဲအဓိကဘာလဲဆိုတော့ကိုသွားခြင်းနဲ့ပန်းနိုင်ကိုရောက်နိုင်တယ်လို့ကျွန်တော်ပြောခြင်းနဲ့အဲ့ဒါအခုဆိုရင်ရွေးကောက်ပွဲလာတော့မယ်ရွေးကောက်ပွဲလာတော့မှာဖြစ်တဲ့အတွက်ဒီရွေးကောက်ပွဲကိုဘယ်လိုပန်းနိုင်မလဲသွားခြင်းတော့ဟိုရွေးကောက်ပွဲမှာပြည်သူလူထုတွေအများကြီးဟလာပြည်သူလူထုအားလုံးကစိတ်ပဝင်စားစားနဲ့မဲရီပေးကြတယ်သူတို့ရဲ့ကိုယ်တွေကိုရွေးချယ်ကြတယ်ဆိုတဲ့ပြစ်မှတ်ကိုလိုချင်တာလားဒါမှမဟုတ်လို့ရှိရင်ပါတီတွေကနေပြီးတော့ဟလာအခု နိုင်ငံရေးဒီပါတီတုံဒီဟိုနေ့မှာရွေးကောက်ပွဲမှာဝင်ရောက်အရှင်ပြိုင်မဲ့ပါတီတွေကနေပြီးတော့လူလူကိုမဲဆဲစည်းုံးတဲ့အခါမှာတိုင်းပြည်ရဲ့ဟလာပြောရလို့ရှိရင်ဟိုတပ်မိမှာအကြမ်းဖက်တဲ့ဟာတွေကိုမလုဆောင်မှုစတဲ့ဒီလိုခေါ်ပြောစည်းုံးမှုတွေကိုလူလူများများသိစေချင်တာလားစသည်အဖြစ်ပါဗျာပြစ်မှတ်ကတော့ဟိုပြောရရင်ဟိုငှက်ဟိုဂဲတလုံးနဲ့ငှက်တကောင်ပြစ်တယ်ဆိုတာစကားပြောင်းနေမှာရှိတယ်